ဟယ်လိုအညာရတဲ့ဒီမျိုးတစ်ခွက်ချက်ချာမှာဖြစ်ပါတယ်။ဒီကတော့ဒီစာမျိုးပေါ့နော်။ဒါကြောင့်မူလေးကိုအရင်ဆုံးဒီစိတ်နဲ့စဉ်းစားမယ်။ဒီလိုရှိရင်ဒီဥပုပ်ကိုစီထည့်မယ်၊စက်တုံတွေထည့်မယ်။ဒီလိုရှိရင်စက်တုံတွေညောအောင်လည်းလေးဝင်လိုက်မယ်။ဒီလိုရှိရင်ပြီးထည့်မယ်။နောက်ပြီးထည့်ပြီးတော့စက်တုံတွေလေးနဲ့လည်းရောပြီးတော့မူလိုက်မယ်။နောက်ပြီးဆိုလို့ရှိရင်တော့ဒီကောင်ကြောက်ထောင်းထားတာလေးထည့်ထည့်မယ်။ပြီးရင်တော့စက်တုံတွေညောတော့စက်တုံတွေပြီးရင်တော့ဆေးထားရတဲ့ဒါကောင်ကြီးကိုထည့်မယ်။ရတာမယ်ထည့်မ င်တော့ရောပြီးနေလိုက်တာလည်းကျွန်တော်မေးပြီးလို့ဆိုရင်တော့ရေးလို့ဆက်ဖြစ်ပါမယ်ဒီကဲပြီးတော့ဒီတကောင်းမှုလေးနောလာပြီဆိုလို့ရှိရင်တော့ဒီတိုင်းဆွေနဲ့လေးမှုရွှေမှုရွှေလို့ပြောနော်ဆွေရွှေလေးဖတ်ပြပါမယ်ဆွေရွှေလေးဖတ်တယ်ပြီးတော့အရသာကောင်းတယ်အပေါ့ငါမလို့နေပြီဆွေရွှေလေးဖတ်တော့ပဲပေါ့ဆွေရွှေရွှေလေးနည်းနည်းကြက်အောင်လို့ပြီးပြီးတော့အဲ့ဒါနဲ့ထားလိုက်တော့ပြီဆွေလို့ရှိရင်တော့အားလုံးနောသွားပြီဆိုရင်တော့ထားပြီထားတော့ဖတ်ပြီးရောစားလို့ရတယ်အဲ့ဒီစိုက်ကြီးကိုအရမ်းကိုပြတ်ခိုင်းလို့ပြောတာကိုဆွေနေတာ